အရှင်ဖရာတပည့်တော်ကိုမေးခွင့်ပြုပါဖရာဒေဝဒတ်ကဖရာအလောင်းဂေါတမကိုဘဝဆက်တိုင်းဖရာဖြစ်တဲ့ဘဝအထိဘာလို့နှောက်ရက်နေရတာလဲဖရာတဲ့အမုံဆွဲကြောင့်ပါနော်ဘယ်ဘဝကစခဲ့တဲ့အမုံဆွဲလဲဆိုရင်950နိပတ်တော်ဧကနိပတ်အပ္ပနကဝတ်တိရိဝဝါနိဇဇတ်တော်မှာ လွန်ခဲ့တဲ့၅ကဘာအထက်လောက်တုန်းကစခဲ့တဲ့အမုန်းဆွဲဖြစ်ပါတယ်။လွန်ခဲ့တဲ့၅ကဘာအထက်လောက်တုန်းကဖရာအလောင်းနဲ့ဒေဝဒတ်အလောင်းဟာ ရွေးကုန်တဲ့ဖြစ်ခဲ့ဘူးပါတယ်။ဒီနေ့မှာမိဖွားနှစ်ယောက်ကရွေးအလိုရှိတဲ့အတွက်သူတို့မှရှိတဲ့ခွက်နဲ့ဒေဝဒတ်အလောင်းရွေးကုန်တဲ့ရဲ့ထံမှာရွေးနဲ့အလဲလဲလုပ်ပါတယ်။အဲ့ဒီခွက်ကရွှေခွက်ဖြစ်ပါတယ်။ရွှေခွက်ဖြစ်တာကိုမိဖွားနှစ်ယောက်ကမသိပါဘူး။ ဒေဝတဲ့အလောင်းရွဲကုန်တဲ့ကတိပါတယ်။တိလို့လည်းပဲအဲ့ဒီရွှေခွက်ကိုမတရားသောနီလန်းဖြင့်ရယူလိုတာကြောင့်ညံစင်တဲ့အနေဖြင့်ဤခွက်သည်ပဲဝဲများလောက်တောင်မတန်တဲ့အတွက်ရွဲနဲ့မလဲလဲနိုင်ကြောင်းပြောဆိုလွှတ်လိုက်ပါတယ်။ဖရာအလောင်းရွဲကုန်တဲ့နဲ့တွေ့တဲ့အခါမှာဤခွက်သည်ရွှေခွက်ဖြစ်ကြောင်းအဖိုးတသိန်းထိုက်တန်ကြောင်းသူ့စီမှာအဖိုးတသိန်းနဲ့ညီမျှတဲ့ရွဲတွေ မပါရှိကြောင်းယူသားစွာပြောဆိုဝန်ခံပါတယ်။ ဖယားအလောင်းရဲ့ယူသားတဲ့ဂုံကိုလေးစားတဲ့အတွက်မိဖွားနှစ်ယောက်ကသူတို့ရဲ့ရွှေခွက်နဲ့ဖယားအလောင်းမှာပါလာတဲ့ရွဲတွေအကုန်လုံးကိုလဲယူလိုက်ပါတယ်။ဒေဝတာအလောင်းပြန်ရောက်လာတဲ့အခါမှာရွှေခွက်မရှိတော့ဘူးဆိုတာကိုသိလိုက်တဲ့အတွက်အကြီးအကျယ်တောကဖြစ်ပြီးဖယားအလောင်းရဲ့အပေါ်မှာအမုန်းဆွဲစိတ်ဖြင့်ဖြစ်လျာဘဝတိုင်းမှာတင့်ရဲ့အကျိုးစီးပွားကိုပြက်လို့ရပျက်စီးကြောင်းဖြစ်အောင်နှောက်ယှက်တော်သူဖြစ်ရပါလို့ဤဆိုပြီးဆုတောင်းခဲ့ပါတယ်။ အဲ့ဒီရွဲကုန်တဲ့ဘဝကနေစပြီးအမုန်းဆွဲစိတ်ဖြင့်တန်တရာတစ်လျှောက်လုံးဖျားကိုနှောက်ရက်လာတာဟာယခုဒေဝရဘဝကို ရောက်တဲ့အထိပါပဲဒါဆိုရင်ဒေဝရဟာဘဝဆက်တိုင်းမြတ်စွာဘုရားကိုဘာကြောင့်နှောက်ရက်ခဲရတာလဲဆိုတာကိုသိလောက်မယ်ထင်ပါတယ်နွာလာဥဒပအလှဆိုတာဘာကိုပြောတာလဲဖျားတဲ့နွာလာဥဒပအလှဆိုတာနွားထီအလှကိုပြောတာပါနော် နွားထီးအလူဆိုလို့ဒီကနေ့ခေတ်နွားထီးတွေကိုပြောတာမဟုတ်ပါဘူးဖះရှင်လက်ထက်ကကုံအပြည့်တင်ထားတဲ့လှဲအစည်းပေါင်းတရာကိုတကောင်တည်းယုံပြီးစွဲနိုင်တဲ့နွားထီးကိုပြောတာပါအဲ့ဒီလိုနွားမျိုးတွေဟာဘုံကံကြီးမားတဲ့အနာတပိန်နဲ့ဝိတာခါတို့လိုတထီးတွေပဲပိုင်ပါတယ်အဲ့ဒီလိုနွားမျိုးကိုနွားမှတရေရဖို့အတွက်ပေးလှူတာမျိုးကိုပြောတာပါအဲ့ဒီလိုပေးလှူခြင်းဟာကာမဂုဏ်နဲ့ဆက်ရှက်နေတဲ့အတွက်မှလူအပ်တာကြောင့် ှန်လူအပ်တဲ့အလှူဆယ်မျိုးထဲမှာထည့်သွင်းထားခြင်းဖြစ်ပါတယ်။အရှင်ဖေယဥမတောက်မှသီလစောင့်နိုင်မှာလား။သီလစောင့်မှဥမတောက်မှာဖေယ။တပည့်တော်သိတာကတော့ဥမတောက်မှသီလစောင့်နိုင်မယ်ဆိုတာကိုပဲသိတာပါဖေယတဲ့။ဥမတောက်မှသီလစောင့်နိုင်မယ်ဆိုတဲ့စကားကကုသိုလ်လုပ်ရမှာကိုပြင်းတဲ့သူတွေပြောတဲ့စကားဖြစ်ပါတယ်။ တိလဆိုတာ၅ပါးတိလ၈ပါးတိလ၉ပါးတိလ၁ပါးတိလစသည်ဖြင့်အရေးအတွက်အားဖြင့်များပြတော်လဲပဲ အရင်စစ်လိုက်မယ်ဆိုရင်ကိုနဲ့နှုတ်နှမျိုးသေးကိုပဲထိမ့်ရတာပါဥမတောင်းဖို့အတွက်စီဝါရေးလုပ်တဲ့နေရာမှာနှုတ်ကမဟုတ်တာမပြောဘူးဆိုရင်နှုတ်နဲ့ပတ်သက်တဲ့တိလကို ထိမ့်သိမ့်ပြီးသွားပါပြီသူတစ်ပါးကိုထိခိုက်စေတဲ့အရာမျိုးသူတစ်ပါးကိုပျက်စီးစေတဲ့အရာမျိုးကို မလုပ်ဘူးဆိုရင် ကိုယ်နဲ့ပတ်သက်တဲ့သီလကိုထိမ့်သိမ်းပြီးသားပါပြီအဲ့ဒီလိုနှုတ်နဲ့ကိုယ်နဲ့ကိုထိမ့်သိမ်းတာကိုပဲသီလလို့ခေါ်တာပါဥမာတောင်းဖို့အတွက်စီဝါရေးလုပ်တဲ့နေရာမှာတောင်းကိုယ်နဲ့နှုတ်ကိုထိမ့်သိမ်းစောင့်ရှောက်နိုင်ခြင်းမရှိဘူးဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာသူတစ်ပါးဤယုံကြည်မှုကို ရမှာမဟုတ်ပါဘူးသူတစ်ပါးဤယုံကြည်မှုကိုမရတဲ့သူဟာဥမာတောင်းဖို့အတွက်စီဝါရေးလုပ်တဲ့နေရာမှာရက်တည်ဖို့ဆိုတာဟာဘလို့မှမဖြစ်နိုင်ပါဘူး ဒါကြောင့်ဥမတောင်းမှသီလဆောင်ရမှာမဟုတ်ပါဘူးဥမတောင်းဖို့အတွက်သီလဆောင်ရမှာပဲဖြစ်ပါတယ်အရှင်ဖရာနတ်တွေကိုရှီခိုးလို့ရပါသလားကျေးဇူးပြု၍ဖြေပေးတော်မူပါဖရာတဲ့ဒီမတ်ပိုင်ရှင်ပြောတဲ့နတ်ဆိုတာက38မင်းနတ်ကိုပြောတာဖြစ်လိမ့်မယ်နော်တာဝတိန်သာနတ်ပြည်မှာနေတဲ့တရားမင်းတော်မှာလူပြည်မှာကုသိုလ်ကောင်းမှုလုပ်နေတဲ့လူတွေကို တနေ့ကို၃ကြိမ်ရှိခိုးတယ်လို့ဖုရားဟောမှရှိပါတယ်။တရားမင်းကတော်မှ လူပြေမှာနေတဲ့လူတွေကို ပြန်ပြီးရှိခိုးနေတယ်ဆိုရင်လူပြေမှာနေတဲ့လူတွေကအဲ့ဒီ38မင်းနဲ့တွေကိုရှိခိုးတဲ့မရှိခိုးတဲ့စဉ်းစားကြည့်ပါနော်။အဲ့ဒီ38မင်းနဲ့တွေဟာနေစဉ်မှာလည်းမကောင်းခဲ့တယ်လို့တည်တဲ့အခါမှာလည်းတွေတွေဝေဝေတည်ခဲ့ရတဲ့အတွက်သူတို့မှာရှိခိုးစရာတီလာဂုံတမာတိဂုံ ညာဂုံဆိုတာတခုမှမရှိပါဘူးเนาะအဲ့ဒီလိုရှ िख ိုးစရာတီလဂုံတမာတိဂုံပညာဂုံမရှိတဲ့ပုဂ္ဂိုလ်တွေကိုရှ िख ိုးမယ်တဏီကိုးကွယ်မယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာတရဏဂုံ ပြတ်တတ်ပါတယ်သို့မဟုတ်တရဏဂုံညှို့နှံတတ်ပါတယ်ပွဲလန်းတဲ့ပင် အလှကဘာလို့ငရဲကြစီနိုင်တာလဲဖေယလူအများပျော်ရွှင်အောင်လုပ်ပေးတာကုသိုလ်တောင်ရာသေးတာပဲလေအရှင်ဖေယတဲ့ ဦးဇင်းတို့တန်ယုတ်တနိကေဂါမဏိတန်ယုတ်မှာတာလပုဒ္ဒတုတ်ဆိုတာရှိတယ်နော်အဲ့ဒီတာလပုဒ္ဒတုတ်မှာတာလပုဒ္ဒအမိရတဲ့သဘင်တဲ့တကားကြီးကတပည့်တော်တို့သဘင်တဲ့တွေဟာ သူတပားတွေကိုပျော်ရွှင်အောင်လုပ်ပေးတဲ့အတွက်တပည့်တော်တို့သဘင်တဲ့တွေသိရင်ပဟာတဆိုတဲ့နတ်ပြည်ကိုရောက်တယ်ဆိုတာမှန်ပါသလားမြတ်စွာဘုရားလို့မြတ်စွာဘုရားကိုမေးလျှောက်ပါတယ် အဲ့ဒီအခါမှာမြတ်စွာဘုရားကလူတွေဟာပုထုဇဉ်များဖြစ်ကြတဲ့အတွက်လောဘဒေါသမောဟတရားတွေထူပြောတယ်။သဘင်တွေတွေရဲ့လုံရဟာလဲပဲလူတွေကို လောဘဒေါသမောဟတရားတွေထူပြောစေတာကြောင့်သဘင်တွေတွေသိရင်ပဟာတဆိုတဲ့နတ်ပြည်ကိုရောက်မှာမဟုတ်ပါဘူး။ပဟာတဆိုတဲ့ငရဲကိုပဲရောက်မှာပါလို့မြတ်စွာဘုရားက ဖြေကြားတော်မူပါတယ်။ဒါကြောင့်ဝေလံသဘင်အလှဟာငရဲကိုကြာစေနိုင်တာဖြစ်ပါတယ်။ အရှင်ဖေယဂောပကဆိုတာတပည့်တော်သိထားတာကဂောဆိုတာကနွားပကဆိုတာကဖျိုင်းနှစ်ခုပေါင်းရင်နွားဖျိုင်းလို့သိထားပါတယ်ဖေယရှင်းပြပေးတော်မူပါဖေယတဲ့ဥစဉ်တို့ငငယ်တုန်းကဥစဉ်တစ်ပါးရှိတယ်အဲ့ဒီဥစဉ်ကလေဂောပကတွေဆိုရင်ကြည့်မရဘူးသူကနော်ဒီနေ့မှာအဲ့ဂောပကတကားကြီးတယောက်ကသူသိကျင်တာလေးလာမေးပါတယ်သူကဗာမေးတာလေဆိုတော့ရှင်ဖေယတဲ့ တပည့်တော်ဂောဘကလောက်လာတာကြာပါပြီသို့တော့ဂောဘကဆိုတဲ့အထိပ္ပယ်ကိုမသိပါဘူးတဲ့ဂောဘကဆိုတဲ့အထိပ္ပယ်လေးရှင်းပြပါဖရာဆိုပြီးမေးပါတယ်အဲ့ဒီအခါမှာအဲ့ဒီဦးစင်းကဂောဆိုတာကဂောနာဆိုတဲ့ပါဠိကလာတာမြန်မာလိုပြန်ရင်နွားပကဆိုတာကအဖွဲနွားအဖွဲလို့အထိပ္ပယ်ရတယ်ဆိုပြီးဖြေလိုက်ပါတယ်တကကြီးကလည်းသူ့ကိုရွက်ဆောင်ပြီးဖြေမှန်းသိလို့စိတ်ဆိုးပြီးထသွားပါတယ်ဒါလည်းအဖြေမှန်မဟုတ်ပါဘူးเนาะ အခုမေခွန်းတဲကငွားပြိုင်းဆိုတာလည်းပဲမဟုတ်ပါဘူးဂောပကဆိုတာကပါဠိစကားမြန်မာလူပြန်ရင် ထိမ့်သိမ့်သူစောင့်ရှောက်သူလို့အဓိပ္ပာယ်ရပါတယ်သိလောက်မယ်ထင်ပါတယ်အရှင်ဖရာယောဂီဆိုတာမြန်မာလူဖြည့်ပေးပါဖရာယူသေးစွာဖြင့်တဲ့ယောဂီဆိုတာကလေယောဂဆိုတဲ့စကားကလာတာပါအစီအယုံ အပေါင်းအသင်းအဖွဲအစည်းလို့အဓိပ္ပာယ်ရပါတယ် ယောဂီကျင့်စဉ်ဟာဟိန္ဒူဘာသာဝင်တွေစီကနေလာတာပါဟိန္ဒူဘာသာဝင်တွေဟာကိလေသာတွေကို ချိုးနှိမ်ပြီးသမထကျင့်စဉ်တွေကိုကျင့်၍စိတ်ကိုဖြူစင်အောင်ထားပြီးယောဂီကျင့်စဉ်တွေကိုကျင့်မယ်ဆိုရင်ဝတိအမိရှိတဲ့ဖျားရှင်နဲ့တွေ့ရှိနိုင်ကြောင်းလက်ခံယုံကြည်ကြပါတယ်အဲ့ဒီကျင့်စဉ်တွေကိုလေ့လာလိုက်စားတဲ့သူတွေကိုပဲယောဂီလို့ခေါ်ဆိုနေခြင်းဖြစ်ပါတယ်ထေရဝါဒဗုဒ္ဓဘာသာမှာလည်းပဲကောင်းကျိုးဖြစ်ဖို့အတွက် ုရားဟောအဆုံးအမနဲ့အညီဒါနသီလဘာဝနာတွေကိုကျင့်ကြံကြိုးကိုအားထုတ်နေတဲ့သူတွေရှိပါတယ်။အဲ့ဒီပုဂ္ဂိုလ်တွေဟာလည်းပဲယောဂီတွေပါပဲ။ဘဟုံဝေတရဏံယန္တိစတဲ့ဂါထာမှာစီတီကိုကိုးကွယ်တာ အပြည့်ဖြစ်တယ်ဆိုတာမှန်ပါသလားဖေဟာတဲ့။ဘယ်သူကဘလို့စလိုက်ပြန်ပြီလဲမသိဘူးเนาะ။ဒါကတော့ဖျားကွယ်မဲ့ဂိမ်းပါ။ ဘဟုံဝေတရဏံယန္တိဆိုတဲ့ဂါထာဟာဓမ္မပဒဂါထာဖြစ်ပါတယ်။အဲ့ဒီဂါထာထဲမှာစေတီကိုကိုးပွေရင်အပြစ်ဖြစ်တယ်ဆိုတာတလုံးတစ်ပါးရမှမပါပါဘူး။နော်။ထိုဂါထာကိုဥစဉ်ရွတ်ဆိုပြီးအတိတ်ပဲပြန်ပေးပါမယ်။ဘဟုံဝေတရဏံယန္တိပပဒာနိဝနာမိစ။အာရာမဒုက္ခစေတယာနိမနုဿဗယတိစိတာတဲ့။အတိတ်ပဲက ဘေးဖြင့်ထိတ်လန့်ကုန်သောလူအပေါင်းတို့ဟာတောကို၎င်းတောင်ကို၎င်းသစ်ပင်ကို၎င်းစင်စစ်ကိုးကွယ်ရာဟူ၍စီးကပ်ကိုးကွယ်ကြပါတယ်တဲ့နေတံခောတရဏံခေမံနေတံတရဏမုတ်တမံနေတံတရဏမာဂမတပ္ပဒုက္ခပမုစတိတဲ့အတိဘေကထို့သို့သစ်ပင်တောတောင်တို့ကိုကိုးကွယ်စီးကပ်ညာတော်လဲပဲဤကိုးကွယ်စီးကပ်ခြင်းသည်ဘေးကင်းသောကိုးကွယ်စီးကပ်ခြင်းမဟုတ်ပါဘူးတဲ့ ထိုသို့တောတောင်သစ်ပင်တို့အားဥပွယ်စည်းကပ်ခြင်းကိုအကြောင်းပြု၍အလုံးစုံသောဆင်းရဲဒုက္ခမှမလွတ်မြောက်နိုင်ဘူးလို့ဆိုလိုခြင်းဖြစ်ပါတယ်။အဲ့ဒီအထဲမှာစေတီကိုကိုးကွယ်ရင်အပြစ်ဖြစ်တယ်ဆိုတာတစ်လုံးတစ်ပါးရမှမပါပါဘူး။စေတီကိုကိုးကွယ်တယ်ဆိုတာဟာတတ်တော်ထင်ရှားဖရာရှင်ကိုကြီးမှန်းပြီးကိုးကွယ်တာ ဖြစ်ပါတယ်။ဝိမာနဝိတ္ထပါဠိတော်မှာအဋ္ဌံဒီနိဗ္ဗူတေစာပိတမေစိတ်တေတမံဖလံ။ စေတောပဏိတိဟေတုတိတတ္တာကိစ္ဆန္တိဥပ္ပဒိံလို့ဆိုထားပါတယ်။အတိဘေကတတ်တော်ထင်ရှားဖရာရှင်ကိုဖြစ်စေပရိနိဗ္ဗာန်ဝင်ဆံသွားပြီဖြစ်တဲ့ဖရာရှင်တို့အားရည်မှန်း၍ထုလုပ်ကိုးကွယ်ထားသောစေတီပထုရုပ်ပွားစင်တုတော်၌ဖြစ်စေကြည်ညိုမှုတရားတရားတူမျှမယ်ဆိုရင်တတ်တော်ထင်ရှားဖရာရှင်ကိုကိုးကွယ်စည်းကပ်တဲ့အကျိုးနဲ့အတူတူပဲလို့ဆိုလိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။ဒါကြောင့်စေတီပထိုးတွေကိုကိုးကွယ်စည်းကပ်တယ်ဆိုတာဟာ အပြည့်မဖြစ်သည့်အပြင်တတ်တော်ထင်ရှားဖျားရှင်ကိုကူးကွယ်စည်းကပ်တဲ့အကျိုးနဲ့အတူတူရတယ်လို့မှတ်သားထားရမှာဖြစ်ပါတယ်အရှင်ဖျားမတိလို့မေးကျင်ပါတယ်ဖျားအထက်လန်းဆရာပယောဂကုတဲ့ဆရာတွေကဗုဒ္ဓအဆုံးအမနဲ့ညီပါသလားဖျားတဲ့ခဏရသားသမီးတွေကောင်းကျိုးဖြစ်ဖို့အတွက်မေတ္တာရှိထားပြီးကုသတဲ့အထက်လန်းဆရာတွေဆိုရင်တော့ဗုဒ္ဓအဆုံးအမနဲ့ညီယုံတယ်မကဘူးကုသိုလ်ပါရပါတယ်နော် ဖယားရှင်ကိုတော်တိုင်လည်းပဲတခါတုန်းကပယောကကုတဲ့အလုပ်ကိုလုပ်ခဲ့ဘူးပါတယ်။ဝီနီမဟာဝါပါဠိတော်မှာကရဒိဏကဘာဒဆိုတဲ့သုံးပါးကချစ်လို့ပေးတဲ့ဈေးကို စားမိတဲ့အတွက်ယဟန်တပါးဟာဆုံးပြူစားခြင်းခံရပါတယ်။အဲ့ဒီအကြောင်းအရာကိုဖယားရှင် သိရှိတော်မူတဲ့အခါမှာတီတာလောလီလို့ခေါ်တဲ့ထွန်သွားမှကတ်နေတဲ့ရှင်ခဲကိုအရေးဖြောတိုက်ပြီးတော့ကုသခဲ့တာကြောင့်အဲ့ဒီယဟန်ဟာ ဆုံးပြုစာချင်းယောဂမှလွတ်မြောက်ခဲ့ပါတယ်။ဒါကြောင့်ဘုရားရှင်ကိုတော်တိုင်လည်းပဲမေတ္တာရှိထားပြီးဘယောဂကုသတဲ့အလုပ်ကိုတစ်ခါကလုပ်ခဲ့ဘူးတဲ့အတွက်အထက်လန်းဆရာဘယောဂကုသတဲ့ဆရာတွေအနေဖြင့်မေတ္တာရှိထားပြီးတော့ခဏရသားသမီးတွေကိုကုသမယ်ဆိုရင်ဗုဒ္ဓအဆုံးမနဲ့လည်းညီတယ်လို့ကုသလဲရတယ်လို့မှတ်သားထားရမှာဖြစ်ပါတယ်။ဒီမန်လေးကိုဥစဉ်ဖတ်မပြတော့ဘူးเนาะယဟန်ကလေအမျိုးသမီးနဲ့မှမဟုတ်ဘူး အမျိုးသမီးနဲ့ဖြစ်စေအမျိုးသားနဲ့ဖြစ်စေယဟန်ကသူတစ်ပါးဤမုခမတ်ဝဆမတ်ပတာဝမတ်လို့ခေါ်တဲ့ပါဇက်ပေါက်ကျင်ကြီးပေါက်ကျင်ငယ်ပေါက်တို့ကိုသူ့ရဲ့အင်္ဂါဆက်ဖြင့်ပြုကျင့်မိမယ်ဆိုရင်ပါရာဇိကအကြပါတယ်အဲဒါကြောင့်ယဟန်ဤအင်္ဂါဆက်ကိုအမျိုးသမီးကပါဇက်နဲ့သုံးသပ်မိမယ်ဆိုရင်ယဟန်မှာပါရာဇိကအကြနိုင်ပါတယ်